မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကတော့ကျွန်တော်တို့ပြီးခဲ့တဲ့ပတ်ဒီကိုးချိန်မှာရှာပြီးသွားခဲ့တဲ့ထိတ်လေပိတ်20နီးဒီကိုဒစ်စုတေးသေးတင်ပေးသွားမှာဖြစ်ပါတယ်အရင်ဆုံး20နီးနံပါတ်1က6ထိတ်စီ6ရှောက်ခွန်6ထိတ်စီ6တော်များ6ပေါ့နော်ပြီးရင်6ထိတ်စီ6ရှောက်5ထိတ်စီ6ရှောက်နဲ့20နီးနံပါတ်1တခုတားလည်းပြီးခဲ့တဲ့ပတ်မှာရှာပြီးသွားတာဖြစ်ပါတယ်ပေါ့နော်၈ထိပ်စီ၈လေးတော့ပြီးရင်၈ထိပ်စီ၈၆တော့နေ့ နေတုံညာကိုခုနှစ်ခွန်ခွန်ကိုပါနော်ခုနှစ်ခွန်တုံညာတုံညာတုံးထိတ်တုံးခွန်ခွန်ရှစ်ထိတ်ရှစ်ကိုလေးပါနော်ငါးခွန်ကိုတုံညာထဲကငါးထိတ်စီငါး၆၃၄၆၈၉ထဲက၆ထိတ်စီ၆၈ခွန်နှစ်ထိတ်စီနှစ်နှစ်ခွန်တုံးထိတ်တုံးရှိရှိဒီခရတဘာကိုတီတုံးနေထဲက၃ထိတ်စီ၃တုံညာကိုရှာပြီးသွားတယ်ပါနော် ထိုင်စီ20နံမျိုးထဲက20နံပါတ်တစ်ခုဒါလည်းရှားပေးသွားတာဖြစ်ပါတယ်။ဒါကြောင့်မို့ကျွန်တော်ဒီ30ချိန်မှာ20နံပါတ်ကိုပဲတင်ပေးသွားမှာဖြစ်ပါတယ်။ Okay 20နံပါတ်ထိုင်စီလေးလုံးယူတဲ့နေ့ကိုလေ့လာကြည့်အောင်ဒီနေ့36 6က3ချိန်ဖြစ်သွားတဲ့အတွက်ပေါင်းရှင်း78 9နံချိန်ပေါင်း74ဒီ၄၅ပေါင်းရှင်းက၉၄နှစ်ကြိမ်ရှိ၉နှစ်ကြိမ်ပေါင်း၁၄ဖြစ်ပါတယ်။ ဒီလေး၅ပေါင်းတာ၉ပေါ့နော်၄နဲ့ကြိမ်က၈၇နဲ့ကြိမ်ပေါင်း၁၄ဆိုတဲ့အတွက်၈နဲ့၄နဲ့ထပ်ပေါင်းတာ၁၂ရတာဖြစ်ပါတယ်။ဒါကြောင့်မို့ကျွန်တော်ရှေ့ဆုံးက၈နဲ့၄ပေါင်း၁၀၄နဲ့၉ပေါင်းရှင်းပြီး၃၃၃ကို၄နဲ့ပေါင်းရှင်း၅၅ကို၄နဲ့ပေါင်းရှင်း၇၇ကို၁တိုးတာက၈ဆိုတဲ့အတွက်3988ထိပ်စီလေးလုံးထက်က3ထိပ်စီချပြထားတယ်ပေါ့နော်3ထိပ်စီ388ဖြစ်ပါတယ်3988မှာ388ဆိုပြီးတော့ 30မှာရေးပြထားတယ်ဗောနော်နံပါတ်31ကိုလေ့လာကြည့်အောင်346ဖြစ်ပါတယ်ဗောနော်346ဒီတိ3ပေါင်း4ဆိုတဲ့အတွက်6နဲ့4ပေါင်းရှင်းက30 8နဲ့ကြိမ်ပေါင်းရှင်း16ကိုနင်း8နဲ့ပေါင်းတာ14ဗောနော်တိတကြိမ်2 6နဲ့ကြိမ်12ဆိုတော့နင်းနဲ့2ပေါင်း4ဆိုတဲ့အတွက်44ပေါင်း8ရှင်းနဲ့3ပေါင်း9ကိုနေပေါင်း73တိကိုနေပေါင်း33ကိုတိတူတာကလေးဆိုရွဲ့အတွက်ကိုတိ3လေးထိပ်စီးတဲ့က ၃ထိပ်စီ၃တုံများ၉ဆိုပြီးတော့ပြေခဲ့တဲ့တပတ်20နံပါတ်၁ထိပ်စီလေးလုံးကဆက်ပြီးသွားတယ်ပေါ့နော်ဟုတ်ကဲ့ဒါဆိုရင်30ကြိမ်အတွက်ဒီထိပ်စီလေးလုံးကိုထပ်ပြီးတော့ကျွန်တော်လေ့လာကြည့်အောင်ပေါ့နော်30နဲ့နှစ်အထိပေါ့နော်အဘွားယူတယ်လို့မျိုးပဲယူပြပေးထားတာဖြစ်ပါတယ်နှစ်ကြိမ်နှစ်ကြိမ်တူတစ်ကြိမ်အလယ်မှာတစ်ကြိမ်နှစ်ကြိမ်စီယူထားတာဖြစ်ပါတယ်နှစ်3လီ6 အားနဲ့၁ပေါင်း6ဆိုတဲ့အတွက်6နဲ့6ပေါင်း7နဲ့9နဲ့ကျိန်18 1 3ပေါင်းရှင်းလေ9နဲ့ကျိန်18 6နဲ့ကျိန်7ဆိုတဲ့အတွက်6နဲ့2ပေါင်း30ဖြစ်ပါတယ်။နေနဲ့7နဲ့ပေါင်းရှင်းလေ၄ကို3များနဲ့ပေါင်းတော့၄ပေါ့နော်၄ကို2ပေါင်းရှင်း6 6ကို2ပေါင်း8 8ကို1တူတာ9ဆိုရတဲ့ဒီ30ကျိန်းမှာ20အရာ4 6 8 9ထိစီ၄လုံးဖြစ်ပါတယ်။ လင်းရှောင်းရှိကိုဖြစ်ပါတယ်ဗောနော်လင်းရှောင်းရှိကိုဒါကတော့ကျွန်တော်ထိတ်စီလေးလုံးဖြစ်ပါတယ်ထပ်ပြီးတော့ကျွန်တော်အလဲထိန်ကိုဆက်ပြီးလေလာကြည့်အောင်ဗောနော်အလဲထိန်ကနန်း၅လုံးဖြစ်သွားမှာဖြစ်ပါတယ်အလဲထိန်23မျိုးတင်ပေးထားတယ်ဗောနော်နံပါတ်1တခုတားလင်းခြားပေးထားတာဖြစ်ပါတယ်ဒုံများအလဲထိန်6ဒုံများ6 6အလဲထိန်6ရှောင်းနဲ့6အလဲထိန်6ရှောင်း5 6အလဲထိန်9ရှောင်းနဲ့ လေးအလေထိုင်တော်များလေးလေးနှစ်အလေထိုင်နှစ်နှစ်တိလေးအလေထိုင်ချစ်လေးတော့ချောက်အလေထိုင်ရှစ်လျှောက်တော့တော်များနှစ်တော်များကို ခွန်ခွန်ခွန်ကိုတော်များခွန်တော်များတော်များခုနှစ်အလေ၃ခွန်ခွန်ကိုအလေရှစ်ကိုလေးချောက်အလေ၅ချောက်တော့ရှစ်အလေရှောက်ရှစ်ခွန်နှစ်အလေနှစ်နှစ်ခွန်ရှစ်အလေ၃ရှစ်ရှစ်တုံများအလေ၃တုံများ၉ဆိုပြီးတော့ ပြီးခရဲပါကျွန်တော်23မြို့ထက်ကအလေးထိုင်20နံပါတ်နှစ်တခုဒါလင်းချပေးသွားတယ်ဗောနော်သူရဲ့20နီးကိုလေးလာကြည့်အောင်ဒီမှာလျှောက်ကလေးချိန်ဆိုရအတွက်20နဲ့လေး25လီ30နှစ်ခွန်ပေါင်းတာက9ငါးနာချိန်30 30ရမယ်ဗောနော်ဒီနိနဲ့၄နဲ့ပေါင်းချင်း6 6နဲ့ကျိန်7နှစ်ကိုတင်းနဲ့ပေါင်းမှာဖြစ်ပါတယ်ဒါကြောင့်မို့၄နဲ့6ပေါင်းချင်းက30 9နဲ့3ပေါင်း30နှစ်တစ်လုံးကျန်တဲ့အတွက်ကြောင့်မို့ နေလေ68ဒုံများအလဲထိန်ဆိုပြီးယူထားတာဖြစ်ပါတယ်။388ဆိုတဲ့အတွက်ကြောင့်မို့ချစ်တလုံးအလဲထိန်ချပေးသွားတာဖြစ်ပါတယ်။ဒါကြောင့်မို့နေလေ68ဒုံများမှာ388ဆိုပြီးဒီမှာရေးပြပေးထားခြင်းဖြစ်ပါတယ်။ထပ်ပြီးတော့ဒီလေ68ဒုံများနဲ့3ဒုံများကိုဒုံများအလဲထိန်ချပေးသွားတဲ့ဟာကိုထပ်ပြီးပြပြပေးသွားမှာဖြစ်ပါတယ်။3ငါဒီမှာဆိုရင်3 3လေးကို9နဲ့10ပေါင်း10 15လေး40 ၃တလုံးပေါ့နော်၈တဲ့ချိန်၆နှစ်ချိန်၁နှစ်၆နှစ်ချိန်၁နှစ်ရှင်းနေပိုင်းတစ်ဆင့်တက်ခွန်ပေါင်းရှင်းချစ်၆နှစ်ချိန်၁နှစ်ကိုတင်းနဲ့ထပ်ပေါင်းတာဖြစ်ပါတယ်ရှင်းနေနှစ်ပေါင်းတစ်ဆင့်ရှင်းနေနှစ်ပေါင်းတစ်ဆင့်၃တက်ပေါင်း၄ဆိုတဲ့အတွက်၄ရှောင်းရှိတုံများနဲ့အလေထိန်ထဲက၃တုံညာ၉ဆိုတဲ့အတွက်တုံများအလေထိန်ချပေးသွားတာဖြစ်ပါတယ်ဒါကြောင့်မို့၄၆၈တုံများနဲ့မှတုံများအလေထိန်၃တုံများ၉ တစ်ဆယ်ကျင်းအတွက်ထပ်ပြီးတော့လေ့လာကြည့်မယ်ပေါ့နော်3 3 3 9 8 8 8 8 8ပေါင်းရှင်းဖြစ်ပါတယ်ရှစ်ကို3နဲ့ပေါင်းတာက7 7ကိုအနောက်ဆုံးက9နဲ့ပေါင်းရှင်း30 9နဲ့ကျင်းက14 9နဲ့ကျင်း78ကိုအနောက်က2နဲ့ပေါင်းရှင်း30 7ဒီ9ကတစ်ကြိမ်ပေါ့နော်3နှစ်ကြိမ်ပေါင်းရှင်း6ကိုတင်းနဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်။ဒါဆိုရင်ကျွန်တော်ဒီ၄တစ်ပေါင်းရှင်း9 9နှစ်ပေါင်းရှင်း30 6နှစ်တစ်ပေါင်း9ရတဲ့အတွက်ကြောင့်မို့ 0935ဆိုပြီးတော့အလဲထိုင်မာကနန်းဖြစ်ပါတယ်0935မာကနန်းကနန်း5လုံးဖြစ်မယ်ပေါ့နော်โอเคတဲ့ဆဲချိန်မှာတော့အမာကနန်းအလဲထိုင်ဆီပြီးတော့ဒီ20အရာဖြစ်ပါတယ်အပိတ်ကိုဆဲပြီးလေ့လာကြအောင်အပိတ်ကတော့3လုံးပါเนาะဒီ3 6 3 6 3 3 9 5 ၃၃လုံး၆တော်များ၃၆၆နှစ်၆၁၄၈၈၈၄၅၉၈၆၁၁၆၃၆၆ခုတော်များပေါ့နော်ဒီလိုလေးတောက်၆ကိုပေးနေတာဖြစ်ပါတယ်ခြေ၆ခွန်၆တော်များ၆၆၆နှစ်၆၆၅၉နှစ်ပေါ့နော်ဒီရင်ဒီဘက်မှာ၃ညလေးလေးနိနိတိတိအပိ၃၃အပိ၃အပိ ကိုအပိတ်နိတော်များကိုကိုအပိတ်ခွန်ခွန်ကိုတော်များအပိတ်ခွန်တော်များတော်များခုနှစ်အပိတ်လေးအပိတ်သုံးအပိတ်ခုနှစ်အပိတ်ပြီးရင်ခုနှစ်အပိတ်ရှစ်အပိတ်ကိုအပိတ်ပေါ့နော်သုံးတုံများကိုဖြစ်ပါတယ်ဟုတ်ကဲ့ဒါဆိုရင်ကျွန်တော် သူ့ရဲ့သွင်းနည်းကိုအတူတူထပ်ပြီးတော့လေ့လာကြည့်အောင်ပေါ့နော်ဒါကတော့ကျွန်တော်ပြီးခဲ့တဲ့၉ချိန်မှာထိတ်လေပိတ်ချပေးသွားခဲ့တဲ့ဤအဆက်ဖြစ်ပါတယ် ဒီခွန်ခွန်ကိုကနေစာပြီးတပြထားတယ်ဗောနော်ခွန်ခွန်ကိုခွန်တော်များတော်ညာသုံးခွန်ခွန်မှာခွန်အပိတ်ရှေကိုလေးလေးအပိတ်မားလျှောက်သုံးမှာသုံးအပိတ်ချောက်ရှေခွန်ခွန်နေအပိတ်ညင်းနေခွန်ခွန်အပိတ်သုံးရှေရှေရှေအပိတ်ကိုသုံးလေးငါအပိတ်ထဲကသုံးတလုံးကိုတလုံးအပိတ်သုံးတုံများကိုဆိုပြီးတော့ပြီးခရစ်တော်မှာတရားပိတ်လေးလုံးထပ်ပြီးချပေးတော့ခေတာဖြစ်ပါတယ်ခင်ဗျာ ုအပေ339ငါဒါဆိုရင်30ကြိမ်အတွက်က2939 339 8ခွန်တေတုံညာကို2 3 3 9 6 5 6 3 3 6 3 3 3ဖြစ်ပါတယ်။ဟုတ်ကဲ့ဒါဆိုရင်ယူတဲ့နေ့ကအရှိဆုံးနေ့ကိုတုံးနေမြောက်မှာဖြစ်ပါတယ်။ပြီးရင်ကရက်တစ်ကြိမ်အလင်းမတစ်ကြိမ်ဒီ နှစ်ကြိမ်ပြီးရင်ဒီဟာတစ်ကြိမ်အလေးကိုတုံးနေမြောင်မယ်ပြီးရင်ကိုယ်ကိုနှစ်ကြိမ်အလေးမှာတစ်ကြိမ်ကိုအပေါင်းအနေနဲ့ထပ်ပေါင်းရမှာဖြစ်ပါတယ်နေ့3လ6ချောင်းနဲ့5ပေါင်းရှင်းဆက်တည်ဖြစ်ပါတယ်ဒီတစ်ကိုဒီ6နှစ်ကြိမ်က16ဆိုတဲ့အတွက်ချောင်းနဲ့တင်းနဲ့ထပ်ပေါင်းတာခွန်း33လဒီ9ကိုကိုနေနဲ့ပေါင်းတာဆိုရင်ဆက်တည်ဖြစ်ပါတယ်9နှစ်ကြိမ်16 3နဲ့ဒီနေနဲ့ပေါင်းရှင်း5ဖြစ်ပါတယ် ရှင်းရဲ9ရဲပေါင်းတော့73 3ကို9ပေါင်းရင်90ဒီတစ်တလုံးဂျန်တဲ့အတွက်တစ်ကိုလေ4နဲ့ပေါင်းတော့900ရတယ်960ဖြစ်မယ်ပေါ့နော်တစ်960အပိတ်3လုံးစုပြီးရတာဖြစ်ပါတယ်ခင်ဗျာโอเคဒါဆိုရင်30ချိန်မှာတော့အပိတ်5လုံးသွင်းနေအရာတစ်960ဖြစ်ပါတယ်ပေါ့နော် ။ဟုတ်ကဲ့ဒီမှာသင်္ကား၆ခွန်ပေါ့နော်ပြီးခရစ်ဘတ်မှာဆက်ပြီးချပေးတော့ခဲ့တဲ့အပိတ်လေးလုံး20အဆက်ဖြစ်ပါတယ်။ဒါဆိုရင်ကျွန်တော်ထိတ်စီအလေအပိတ်ကိုဒီမှာတ िश ူတစ်ဆဲထင်းထပ်ပြီးရေးပြပေးတော့ပါမယ်ခင်ဗျာ။ထိတ်အလေအပိတ်ပေါ့နော်။โอเคအခုယခုပြပြလိုက်တဲ့အပိတ်လေးလုံးကတင်ငါ၆ခွန်ဆိုပြီးရတာဖြစ်ပါတယ်ခင်ဗျာတင်ငါ၆ခွန် အလဲထိုင်ကိုဆက်ပြီးလေ့လာကြအောင်ပေါ့နော်ဒီအလဲထိုင်ကစုံတို့မဟုတ်မဖြစ်ပါတယ်ဒီတစဲချိန်မှာတော့သွေးနည်းအရာမာကနခွန်ကူတစ်တုံးကအလဲထိုင်ဖြစ်ပါတယ်ခွန်ကူတစ်တုံးကအလဲထိုင်ပေါ့နော်โอเคထိတ်စီကိုဆက်ပြီးကြည့်အောင်โอเคဒီထိတ်စီကပင်ရှိပါเนาะအဲဒီရှေရှောက်ခွန်ကနေစပြထားတာဆိုရင် ဒီ၃၀ကျိမှာ20အရာ4689ထိစီဆိုပြီးရတာဖြစ်ပါတယ်ခင်ဗျာ။ Okay ကျွန်တော်ဒီထိတ်လေပိတ်ကိုမိတ်ဆွေများအနေနဲ့မိမိတို့အညာကွန်ပြီးတော့မိမိတို့စိတ်ကြိတ်စီစဉ်လို့ရတယ်ပါနော်။ Okay ကျွန်တော်ရဲ့ဗီဒီယိုကိုလည်းဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့မိတ်ဆွေတို့ရောက်ရှင်စီကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာ။